ကိုလို့တည်းများကုတို့ကောင်းမှုတွေစေရနာကောင်းမယ်ဆိုရင်ကံကောင်းမှာတော့ထေချာအလုတ်တစ်ခုလုတ်တဲ့ဟာဒီဘဝမှာအကျိုးပေးတယ်ထိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်လူတိုင်းလူတိုင်းဟာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့စေရနာထက်ထက်တန်တန်နဲ့လုပ်လို့ရှိရင်လုတ်တည်းများဒီဟာဒီဘဝမှာအကျိုးပေးတယ်ဆိုတာဟာကိုတွေ့ တွေ့ရှိနေကြတဲ့လူတွေမျောင်များစွာရှိတယ်။နော်။မျောင်များစွာရှိမကောင်းမှုအကုသို့လုပ်တဲ့လူတွေအားလည်းဒီဘဝမှာပဲအကျိုးပေးခံရတာတွေရှိတယ်ပေါ့လူတယောက်ဟာငှက်တွေကိုဖမ်းဖမ်းပြီးတော့ခြေတော့ကိုချိုးတဲ့လူတယောက်ဟာမသေးခင်ပဲခြေတော့ဖြတ်ခံရတဲ့ကံကြမ္မာနဲ့ဆုံးသွားတယ်ခြေတော့ပြတ်သေးတာမျိုးတွေဖြစ်တယ်ဒါဒီဘဝမှာလည်းပဲဖြစ်တာเนาะ မကောင်းတဲ့အာဟုတုကြတော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလေဒီဘဝမှာတည်းမဲသူ့ရဲ့စေရနာအကျိုးပေးပြီးကောင်းကျိုးချမ်းသာတွေရတယ်အလောက်ကိုင်းနေအစဉ်ပြေတယ်စီးပွားဥစ္စာတွေတိုးတက်တယ်ဆိုကောင်းငင်ကရှင်မှုငွေမှုမရွာပေမဲ့လို့ကောင်းကျိုးချမ်းသာတွေကိုရကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့တာရကသိပ်ပြီးတော့မရှားပါဘူးရှိပြီပေါ့အေး ဒါကြောင့်မို့ဒိဋ္ဌဓမ္မဝေရဏိယဆိုမျက်မှောက်မှာအကျိုးခံစားရတဲ့ကံမျိုးဆိုကိုလှုပ်တဲ့အထဲမှာရှိနေတဲ့ဟောကုသိုလ်ပဲလှုပ်လို့အကုသိုလ်ပဲလှုပ်လို့လက်ရှိဘဝအကျိုးပေးမဲ့ကံဟာပါလာပဲအဲ့ဒီကံရဲ့အကျိုးကိုတော့ဒီဘဝမှာလူတိုင်းလူတိုင်းဟာအမှတ်တမဲ့နေလို့တွေ့ရှိခံစားကြရတာမျိုးရှိတတ်တယ်ပေါ့နော် ဲ့တော့မဟာဒုဒ္ဓဇနီးမောင်နှံမိသားစုရဲ့အိမ်ဟာကောင်းကင်ရဲ့ယရဏမိုးရီရွာချလို့အိမ်လုံးပြည့်သွားတယ်သူတို့ဆိုဒါနဲ့သူဟာဒီယရဏတွေသူ့အိမ်မှာပြည့်နေတာကိုဘီရင်ကြီးစီအကြောင်းကြားတော့ဘီရင်ကြီးကနန်းရင်ပြင်ကိုတဲခိုင်းနေအောင်တဲ့ဘီယရဏဘုံကိုပုံပြီးတော့ဒီမြို့မှာဒီလိုသူလောက်ယရဏများတဲ့ပုဂ္ဂိုလ်ရှိသလား လူလူဆန္ဒခံယူတာလူတွေကမရှိပါဘူးဒါဖြင့်ဒီလူကိုတထေးရတူ အနှင်းသင့်သလားဆိုအနှင်းသင့်ပါလေဆိုကဲချက်ချင်းပဲသူကအလွန်ဆင်းရဲတဲ့လူတယောက်ဟာချက်ချင်းကောင်းကျိုးချမ်းသာရပြီတထေးရလူရသွားတယ်အဲ့ဒီမှာနေရှားအိမ်ကကောင်းကောင်းမရှိလို့ခြုံနေပိတ်ပေါင်းနေလွှမ်းမိုးနေတဲ့ မြေခွက်ကြီးတစ်ခွက်ကိုသူတထင်းနဲ့ထိုက်တန်နဲ့ကျယ်ဝန်းတဲ့မြေခွက်ကြီးတစ်ခုကိုဘုရင်ကနေပြီးအဲ့ဒီနေရာမှာနေဖို့ဆိုပြီးတော့သူပေးလိုက်တယ်စေရနာကောင်းတော့ကံကောင်းလိုက်တာခြုံနေရှင်းတော့အဲ့ဒီခြုံနေကမြေတိုးလိုက်တာနဲ့တပြိုင်နက်ရွှေအိုးတွေကနှခမ်းချင်းထိပြီးတော့တူးလိုက်တိုင်းဟာရွှေအိုးတွေကြီးပဲတွေ့နေတယ်ဆိုတော့အကျိုးကိုလည်းပဲသူဟာရတယ် ။ဒါကြောင့်မို့သူဟာစိဉ္ဇသားဘဝကလွတ်မြောက်ပြီးတော့ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်ရောက်ရှိပြီးကုသိုလ်ကောင်းမှုရာသက်ပံပြုပြီးတည်တဲ့အခါမှာနတ်ပြည်ရောက်တဲ့လို့ဆိုတယ်။အဲ့ဒါမဟာဒုတ်သမိုင်းပဲပေါ့နော်။မဟာဒုတ်ရဲ့သမိုင်းကောရမဘုရားလက်ထက်ရောက်တဲ့အခါမှာသူဟာတထေသာဖြစ်ပြီးတော့ပဏိတသာမဏေဘဝနဲ့ပဲจุတန်းဝင်သွားတယ်။ ပဏိတသာမဏေဖြစ်နေချက်တန်းဝင်သွားတယ်ပေါ့နော်ခုနှစ်နှစ်အရွယ်မှာရှားနာဖြစ်သွားအဲ့တော့စေရနာကောင်းရင်ကံကောင်းတယ်လို့ဆိုတာအင်တမတတိထားရမယ့်အချက်ဖြစ်ကိုလှုပ်တဲ့အလုပ်တွေမှန်သမျှစေရနာကောင်းကောင်းနဲ့လှုပ်ဖို့လိုအပ်တယ်ပေါ့ မင်္ဂန်နဲ့စိတ်တွေသဘောထားတွေမင်္ဂန်နဲ့စေတနာတွေအဲ့လှူတဲ့လူတွေဟာလှူတိုင်းစေတနာကောင်းသလားလို့ကိုယ့်ကိုစစ်တမ်းထုတ်ကြည့်ရကိုယ့်ရဲ့စေတနာဟာဘယ်လိုသဘောထားသလဲကိုယ်ကကုသိုလ်ကောင်းမှုမလုပ်လို့ရှိရင်သူများအပြစ်တင်မှကြောက်လို့လုပ်တဲ့လူမျိုးလည်းရှိတယ်ဟမ် လုံနိုင်ရဲ့အတန်းနဲ့မလုံဘူးဆိုရင်သူများပြစ်တယ်မှာကြောက်လို့လုံတဲ့လူလည်းရှိနာမည်ပေါ်ခြင်းလို့လုံတဲ့လူလည်းရှိအဲ့လိုမျိုးကြတော့စေရနာခေါင်းလို့ပြောလို့မရနော်လူမှာ intention လို့ခေါ်တယ်ရည်ရွယ်ချက်ကမျိုးမျိုးရှိတတ်တယ်ပေါ့အဲ့ဒီရည်ရွယ်ချက်ကောင်းမှုအမှန်တမ်းအရေးကြီးတယ်ကုသိုလ်ကောင်းမှုလုပ်ရင်ရည်ရွယ်ချက်ကောင်းရအောင်ကောင်းတဲ့ရည်ရွယ်ချက်သည်စေရနာခေါင်းစေရနာကောင်းရင် ကန်ကောင်းမယ်ကန်ကောင်းလို့ရှိရင် အကျိုးပေးကောင်းတယ်လို့ဆိုတာဒါတော့အဲ့ဒါမှအရေးကြီးတဲ့အချက်တစ်ခုဘုရားမသာဝင်သူတော်စင်နေနေနဲ့နှစ်စင်နဲ့အမြမဟာဒုသမိုင်းကြောင်းကို ပြန်လည်တတိယသောအဖြစ်ဟမ်မဟာဒုမြတ်သဘိတ်စေရံမဲပေါက်ပြီးတော့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားရှုပ်ွားတော်တန်ဃာတော်တွေကိုဆွံကတ်ခွင့်ရတယ်ဘုရောဘုရားကိုပူဇော်ခွင့်ရတယ်လို့ဆိုတာဟာမြတ်တဝိပောက်လို့မြတ်စွာဘုရားကိုရှုပ်ွားတော်မှာဆွံကတ်ခွင့်ရပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်ကံကောင်းတယ်လို့ပဲပြောရမယ်မြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ် တကယ်တတ်တော်တရားဘုရားကိုယေຊုပြီးတော့နော်စိတ်ကိုဓာတ်နုထားနိုင်မယ်ဆိုရင်အကျိုးတူတယ်လို့တော်မြတ်စွာဘုရားဟောထားတိတ်ထန်တေနေဘူးတေစာပိတမေစိတ်တေတမန်ဖလံတတော်တရားမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရားဆိုအပ် ကိုကဘုရားပြိနိဗ္ဗာန်ဆံမှလူဖြစ်တယ်ဆိုပြိနိဗ္ဗာန်ဆံသွားတဲ့မြတ်စွာဘုရားအေးဘုရားတတ်တော်ထင်ရှားရှိတော့ကတွေးလိုက်ရတဲ့ပုဂ္ဂိုလ်တွေကဘုရားတတ်တော်ရှိတဲ့အချိန်မှာဘုရားကိုတိုက်ရိုက်လှူပါအဲ့ဒီမှာတတ်တော်ထင်ရှားမြတ်စွာဘုရားကိုလှူရတာရဲ့မြတ်စွာဘုရားကိုယေရှုပြီးတော့ပြိနိဗ္ဗာန်ဆံသွားပြီးတော့မှလှူရတာရဲ့ အဲ့ဒီလူရောက်တဲ့မဲ့အချက်နှစ်ခုမှာစိတ်ဓာတ်ကိုတူနိုင်အောင် တူအောင်ပြင်ထားမယ်ဆိုလို့ရှိရင်အကျိုးကြီးတူတယ်လို့ဆိုတယ်အဲ့တော့ကိုယ်ပေါ်မှာပဲစိတ်နေသဘောထားကိုပဲပြင်ရမှာဖြစ်တယ်အဲ့တော့များသောမဲပေါက်တဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်စိတ်ထဲမှာခံစားချစ်အေးတစ်ချိန်တုန်းကကသဘာဗုဒ္ဓရဲ့လက်ထက်မှာ ကသောမြတ်စွာဘုရားကသဘေးပေးလိုက်လို့ရသွားတယ်မဟာတုတ်ကြီးကံကောင်းလိုက်တာဘုရားကို ဆုံးကပ်ခွင့်ရသွားတယ်ငါလည်းပဲသူ့ဤသူပဲမြတ်စွာဘုရားကိုယေရှုပြီးတော့ဆုံးကပ်ခွင့်ရတယ်လို့ကံကောင်းလို့ဆုံးကပ်ခွင့်ရတယ်လို့ဆိုပြီးတော့စိတ်အားတွေတက်ကြွပြီးတော့ပီတိဖြစ်မယ်ဆိုလို့ရှင်အကျိုးပေးဟာ တူညီတဲ့အကျိုးကိုရရှိမှာဖြစ်တယ်။เนาะတူညီတဲ့အကျိုးမျိုးတူညီတဲ့အကျိုးဆိုတော့เนาะတူညီအောင်ထိုင်ရမယ်ဆိုတော့တူနိုင်သလားလို့ဆိုတဲ့အခါမှာတူဝဲရတော့မလွယ်ဘူးပေါ့တူဝဲရမလွယ်တူဝဲရမလွယ်သေးတဲ့အတွက်ကြောင့်ရှေရနာမိုးလည်းယွာချင်မှယွာမှာပေါ့အဲ့လောက်ကြည့်เนาะသို့တော့ကုသကံနေ စိတ်ထဲမှာကြည်နူးမှုဝမ်းသာမှုတွေကိုယ်တိုင်ကတူနေနေများတူအောင်ကြိုးစားမယ်ဆိုလို့ရှိရင်နော်ဒီကုသကံရဲ့အကျိုးတရားဟာအလဟတဖြစ်မသွားပဲနဲ့ကိုယ်တိုင်ကကောင်းကျိုးချမ်းသာတွေကိုပေးပါဖြစ်တယ်နော်မြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝ တာဝကေပပင်စသမတိကံတေတိဏ္ဍတောကပရိဒုဖရာတို့ယဟန္တာတို့ပစ္စိကဗုဒ္ဓါတို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကို ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအဲ့တော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုတိုက်ရိုက်ပူဇော်ရတာပဲဖြစ်စေရှည်စူးပြီးတော့ပူဇော်ရတာပဲဖြစ်စေတဲ့ တပိသာဝကဖြစ်တဲ့ယဟန္တာတွေကိုပူဇော်ရတာပဲဖြစ်စေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာဒီလိုပူဇော်ရိုက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တဲ့ကုသိုလ်ကောင်းမှုရဲ့အတိုင်းအတာတစ်ခုကိုရေတွက်လို့မရပါဘူးလို့မြတ်စွာဘုရားဒီလိုခေါ်တယ်။ဘာကြောင့်လဲလို့ဆိုဘာကြောင့်ပူဇော်တိုက်တာတော့ဆိုလို့ရှိရင်နေဖို့တိအကုတော်ဘုရင် ။ဘာကြောင့်ပူဇော်တိုက်တုံဆိုတိဏသောကပြိဋ္ဌဝေ။ပပိစသမတိတ်ကံတိတိဏသောကပြိဋ္ဌ။အဲ့ဒီပုဂ္ဂိုလ်မျိုးတွေမှာငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ငါရဲ့အတ္တဆိုတဲ့မှားရွင်းတဲ့အမြင်ပပိစတရားတွေကိစ္စညရတဲ့ပပိစဆိုတာ ။တဏှာကိုချက်ထွင်တတ်တဲ့တဏှာမာနဒိဋ္ဌိ။ဟောကိုရထားတဲ့ခန္ဓာကိုယ်ပေါ်မှာငါဟာလို့တွေးတာတဏှာရဲ့အတွေး။ငါလို့တွေးတာဒိဋ္ဌိရဲ့အတွေး။နတ္တလက္ခဏသုတ်အရာဆိုရင်မဖြစ်တယ်လို့ဆိုတာမာနရဲ့အတွေ့ ငါရဲ့အတ္တလို့ဆိုလို့ရှိရင်တော့ဒိဋ္ဌိရဲ့အတွေးလို့ခေါ်တယ်။တဏမာနဒိဋ္ဌိအတွေးတွေနဲ့တွေးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မစင်ကြယ်ဘူးပေါ့။အဲ့ဒီမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကိုလူရတန်းရတာလေ။အဲ့ဒီလိုမှားရွင်းတဲ့ပပင်္စအတွေးတွေကိုကြော်လွှားသွားတဲ့ဖရာတို့ပိစိကဗုဒ္ဓတို့ယ ahanan ပုဂ္ဂိုလ်တွေကိုရှည်စူးပြီးလှူလိုက်ရမယ်ဆိုလို့ရှိရင် ကြီးမားလာတော့အကျိုးတရားကိုရတယ်တိဏတောကပရိဒဝေအဲ့ဒီအတွေ့အကြုံမရှိသည့်အတွက်ကြောင့်တောကဆိုတာစိုးရိမ်မှုဆိုတာသူတို့မှမရှိဘူးပရိဒေဝဒီအတွက်ငိုရရတာဆိုတာမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေတယ်ပေါ့တောကပရိဒေဝကင်းစင်တဲ့နှလုံးသားပိုင်ရှင်တွေကိုလှူလိုက်ရတန်းလိုက်ရမယ်ဆိုရင်ဒီကုသိုလ်ဟာ အမတန်ကြီးမားတဲ့ကုသိုလ်မျိုးတစ်မျိုးဖြစ်တယ်တဲ့တေတာတိတိပူဇရာတော်နိဗ္ဗုတေအကုတော်ပင်ပြိနိဗ္ဗာန်ဆံသွားလို့နိဗ္ဗာန်ဝင်ဆံသွားလို့ဘေးရန်ခတ်သိမ့်ငြိမ့်သွားတဲ့ပြိနိဗ္ဗာန်ဆံဝင်ပြီဖြစ်တဲ့ဖရာပိစိကဗုဒ္ဓယ ahanan ပုဂ္ဂိုလ်တွေหลุไล่มั้ยตั้นไล่มั้ยปูสอนไล่มั้ยสรเองนัตตะกะปุญญังติงคาตุอิมิทธะมะปิเกนะสี ဒီကုသိုလ်ကောင်းမှုဟာအတိုင်းအတာဒီကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဘလောက်အတိုင်းအတာအထိပေးမယ်လို့ဆိုတော့ရှင်တွက်လို့မရဘူးတဲ့ပင်လေတဲ့ကရေကိုခတ်ပြီးတော့ဘဏ္ဍကာလံဆိုတာမပြောနိုင်လို့တလို့ပဲအလုံးများပြလာတဲ့ကုသိုလ်ကောင်းမှုတွေကိုရရှိတယ်လို့မြတ်စွာဘုရားကဒီပူဇော်မှုနဲ့ပတ်သက်ပြီးတော့ကံကောင်းမှု ကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့ထုတ်ဖို့ဟောကြားထားတာရှိတယ်။ထုတ်ဖို့ဟောကြားထားရှိတယ်။ဒါမို့စေတနာကောင်းလို့ရှိရင်ကံကောင်းတယ်။ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းမယ်လို့ဒီဘဝတွေမဟုတ်ဘူးဖြစ်လျက်ဘဝတွေမှာလည်းပဲအကျိုးပေးတွေကောင်းမယ်။ကုသိုလ်ကောင်းမှုဆိုတာတစ်ခါလုံးလိုက်တာကနေပြီးတော့လူတယောက်ဟာတက်မှတ်သွားပြီးနောက်ဆုံးနိဗ္ဗာန်ရသည့်ထီအောင် အကျိုးတရားဆိုတာဖြစ်ပေါ်လာတယ်။ရှေးတုန်းကဆိုလို့ရှိရင်ပုဂ္ဂိုလ်တယောက်ဖရာတစုနဲ့ကြုံတဲ့အခါမှာပန်းကလေးတစ်ပွင့်လှူပြီးတော့ခြေနဲ့ဆရာကောင်းတဲ့ပီတိတွေနဲ့မိမိလှူလိုက်တဲ့ပန်းလေးတစ်ပွင့်အပေါ်မှာဒီကုသိုလ်ကောင်းမှုလေးအပေါ်မှာအလုံးကိုပီတိဖြစ်ပြီးတော့ဝမ်းသာဝမ်းမြဝမ်းသာဖြစ်နေတဲ့ကုသိုလ်စိတ်တွေတိုးပွားပြီး တည်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဘဝတစ်ခုရောက်တဲ့အခါလဲကုသိုလ်တွေဆက်ဆက်လုပ်သည့်အတွက်ကြောင့်ပန်းတပွင့်လှူရတဲ့ကုသိုလ်ကိုအခြေပြုပြီးတော့60နဲ့တက္ကမအပေဘုံဆိုတာမရောက်ခဲ့ဘူးတိရစ္ဆာန်ဘဝမရောက်ခဲ့ဘူးတိတ်တာဘဝမရောက်ခဲ့ဘူးငရဲဆိုတာမရောက်ခဲ့ဘူးလူပြေရောက်လိုက်၊နတ်ပြေရောက်လိုက်၊လူပြေရောက်လိုက်၊နတ်ပြေရောက်လိုက်နဲ့ ီကုသိုလ်ကံကနေပြီးတော့ဆောင်းလျှောက်သွားဘယ်သူမှဆောင်းလျှောက်တာမဟုတ်ဘူးကုသိုလ်ကံကဆောင်းလျှောက်တယ်အဲ့တော့ကုသိုလ်ကံကိုဓမ္မလို့ခေါ်တာဓမ္မဆိုတာသူ့ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုအတ္တနံဓာရင်တိစတုတုအပါယေတုအပ္ပဒမဏိကတ္တဝါဓာရေတိတိဓမ္မောဒီကုသိုလ်ဆိုတဲ့သဘာဝတရားသည် အဲ့ဒီမိမိဖြစ်ရာပုဂ္ဂိုလ်ကိုဘယ်တော့မှအပေပုံမရောက်အောင်သူကဆွတ်ဆောင်ထားနိုင်တယ်။ဆောင်းလျှောက်ကဲတင်ထားတယ်ဆိုတာ။တော့အမြဲတမ်းအားကိုးစရာကောင်းတယ်ပေါ့။အမြဲတမ်းအားကိုးစရာကောင်းတယ်။အဲ့ဒီလိုကုသတရားရဲ့စွမ်းအားနဲ့သူဟာ90နဲ့တက္ကပါတက္ကပါတယ်မကဘူး90နဲ့တက္ကပါပန်းတပွင့်လှူတယ်ကုသကနေအခြေပြုတ်ပြီးတော့ 60တကဘာအပယ်မလားတဲ့အပြင်မှာနောက်ဆုံးအချိန်မှာဒီကုသိုလ်ကိုအကံကိုအခြေပြုပြီးတော့မြတ်စွာဘုရားနဲ့တွေ့လို့တရားဓမ္မဟောကြားပြီးသစ္စာကိုသိပြီးနောက်ဆုံးမှာနိဗ္ဗာန်မျက်မှောက်ပြုသွားတယ်ရဟန္တာပုဂ္ဂိုလ်ထီအောင်ဖြစ်သွားတယ်အဲ့တော့ကုသိုလ်ကံတစ်ခုဟာကိုယ့်အတွက်အဆက်ဆက်အဆင်ပြေအောင်သွားလုပ်တော်တယ် ဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်လိုက်လို့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်။ရှောက်သွားရင်အဲ့ဒီဘဝမှာလည်းပဲကုသိုလ်ကောင်းမှုဆက်လုပ်တယ်။အဲ့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်။ရှောက်တဲ့အခါကုသိုလ်ကောင်းမှုဆက်လုပ်တယ်။အဲ့ဒီလိုကုသိုလ်ကောင်းမှုအစဉ်ဆက်မပြတ်ပြုလုပ်သွားသည့်အတွက်ကြောင့်သူပုဂ္ဂိုလ်ဟာစိတ်ကောင်းစေရနာကောင်းကြောင့်ကံကောင်းကံကောင်းလို့အကျိုးပေးကောင်းပြီးတော့ နောက်ဆုံးမှာနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုသွားနိုင်တဲ့အကျိုးတရားကိုရနိုင်တယ်လို့ကုသိုလ်ကောင်းမှုဆိုတာအလွန်အားကိုးရတဲ့နေထားမျိုးဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောင်မြတ်ကိုယ်တိုင်ကနော်ဘုံဉ္စီပုရိသောဂယိတာဂယိရဏံပုဏ္ဏပုဏ္ဏတမိသနံဂယိရထဒုခောပုညတအုတ်စင်ရောဒါလေးကိုမှတ်သားထားပြီးတော့ ဒီတိုင်းလိုက်နာဖို့ဆောင်မှုလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားရှိကြစွာတည်ပါစေဆိုတာဒီလိုအဆုံးအမစကားမျိုးကိုဆွတ်လို့နေပေါ့နော်ဘုရားသာသနာစီရန်ဒိဋ္ဌတုဘုရားသာသနာရှိကြစွာတည်ပါစေဆိုတာအဆုံးအမတွေကိုပြောတာနော်ဘုရားဆုံးမတဲ့အဆုံးအမစကားတွေလိုက်နာမယ်ဆိုရင် လိုက်နာတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာတည်တယ်လို့သူတို့ခေါ်ရမလိုက်နာဘူးဆိုရင်လိုက် ဒီပုဂ္ဂိုလ်မှာသာသနာမတည်ဘူးလို့ပြောသာသနာဆိုတာလူအပြင်မှာတည်တာမဟုတ်ဘူးပြောမယ်ဆိုလို့ရှိရင်ဖះအကြောင်းကံတွေကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်ဒီသာလေသာသနာအဲ့ဒီအဆုံးအမစကားတော်တွေကိုအကြောင်းပြုပြီးတော့လူကြတန်းကြလို့ဖះတွေအကြောင်းတွေကံတွေဖြစ်လာတာနော်သူတို့ကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမ ကြည်မြတ်စွာဘုရားကုသိုလ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးမတော့ပုံညာစေပုရိတော်ကိရိတာတရဝတယောက်ဟာကုသိုလ်ကောင်းမှုလုပ်ပဲဆိုရင်တဲ့လှုပ်လဲလှုပ်ပါပေါ့ကုသိုလ်ကောင်းမှုလှုပ်ပါလှုပ်မယ်ဆိုလို့ရှိရင်ကိရိတာနံပုဏ္ဏပုဏ္ဏထထလှုပ်ဖြစ်အောင်လှုပ်ပါလို့ဆိုအခုမဟာတုတ် ။မြတ်သပိတ်စေရံမဲဆိုတဲ့ဒီကုသိုလ်ကောင်းမှုက2 6အချိန်ပေါင်းတောင်60ရှိသွား။နော်။ထပ်ထပ်လုပ်။ထပ်ထပ်လုပ်ကြ။အဲ့တော့ကုသိုလ်ကောင်းမှုလုပ်ရင်ထပ်ထပ်လုပ်ပါတဲ့မြတ်စွာဘုရား။ပုဏ္ဏပုဏ္ဏကိရဏံပုဏ္ဏပုဏ္ဏအဲ့ဒီကုသိုလ်ကောင်းမှုကိုအချင်းချင်းထပ်ထပ်လုပ်ပါ။ တမ္မိသဏ္ဍံကိရတာထလုတ်ချင်တဲ့သဏ္ဍကိုလည်းမွေးထားပါဆိုတော့ကုသကောင်းမှုတစ်ခုလှုပ်ထားပြီဆိုရင်နောက်ထပ်လှုပ်ပြအောင်ကြိုးစားချိန်ချိန်ထက်ထပ်လှုပ်ပြအောင်ကြိုးစားလုတ်ချင်တဲ့သဏ္ဍကိုလည်းရင်ထဲမှာရှင်းသန်းနေအောင်ထားဘာကြောင့်ဒီလိုတိုက်တွန်းရသလဲဆိုရင်သူခောပုံညတ်တာဥစ္စေယောပုံညတ်တာကုသကောင်းမှုဥစ္စေယောမိမိသဏ္ဍမှာ တို့တဲ့မြားပြလာခြင်းသည်သူခေါ်ချမ်းသာဒုက္ခရခြင်းအကြောင်းပဲဖြစ်တယ်။လောကလူတွေကချမ်းသာခြင်းနဲ့သို့သောအကုသိုလ်တွေယဉ်နေများလာပြီဆိုရင်တော့ဆင်းရဲမှာပဲတေချာတယ်။ကုသိုလ်တွေယဉ်နေနှလုံးထဲမှာများလာပြီဆိုမှချမ်းသာမှာဖြစ်တယ်တဲ့။ဒါကြောင့်မို့သစ္စာဘုရားရဲ့အဆုံးအမတရားတော်တွေကိုလုံးတဲ့ကုသိုလ်ကောင်းမှုသည်စေရနာမှန်မှန်နဲ့စေရနာထက်ထက်တန်တန်နဲ့ စေရနာကောင်းကောင်းနဲ့ပြုလုပ်ခြင်းအပြင်ကံကောင်းမှဖြစ်တယ်ကံကောင်းလို့ရှိရင်လည်းအကျိုးပေးကောင်းမှဖြစ်တယ်အကျိုးပေးကောင်းမှုကံကောင်းမှုအကျိုးပေးကောင်းအောင်ကံကောင်းမှုလိုတယ်ကံကောင်းမှုအတွက်စေရနာကောင်းမှုလိုတယ်ဆိုတာလေးခွင်းဆက်အနေနဲ့မှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယဉ်ထဲမှာမှတ်သားလို့ကုသိုလ်ကောင်းမှုကို စင်ဆက်မပြမိမိတို့တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း